ပရီးမီယာလိပွဲစဉ်73လန်ဒန်တိုင်းမှာပွဲထွက်လာနိုင်ရှိတဲ့အာဆင်နယ်ကစားသမား17ယောက်နဲ့ပွဲမတိုင်မီအင်တာဗျူးမှာအိုက်တာရဲ့ပြောစကားများကျွန်တော်တို့ဒီပွဲထက်ကစားမ17ယောက်ခံမှန်းမှုအစီအစဉ်မတိုင်မီမှာပွဲကြိုအင်တာဗျူးမှာအာရီတာဘာလီပြောသွားလဲပြိုင်ပတ်နီးပြဘာလီပြောသွားလဲ ကစားသမားတွေအခြေအနေပတ်သက်ပြီးဘာတွေသုံးသပ်သွားလဲအင်တာဗျူးစကားလေးတွေကျွန်တော်ဥစားဖော်ပြပေးပါမယ်ပထမဆုံးကတော့ဒါချယ်ဆီအသင်းပေါ်အမြင်ကိုအိုက်ဒါကိုအင်တာဗျူးမှာမေးမြန်းတာသတင်းထောက်တရားပေါ့လေအမှအိုက်ဒါဘလို့ဖြေထားဆိုချယ်ဆီနဲ့ကံမဲ့လန်ဒန်ဒါကြီးပွဲကခန်းနာတဲ့ပွဲကြီးပွဲကောင်းတစ်ပွဲပါကျွန်တော်တို့အနေနဲ့တိတ်ကောင်းလို့နဲ့ပြန်ပြနဲ့ရင်ဆိုင်မှာဖြစ်ပါတယ်။ချယ်ဆီအသင်းကလက်ရှိမှာဖောင်ကောင်းနေတဲ့အသင်းတစ်သင်းမှာပွဲအတွင်းစိန်ခေါ်မှုတွေကိုကျွန်တော်တို့သိရှိထားတယ် ကျွန်တော်တို့ရနိုင်မယ့်အခွင့်အလမ်းတွေကိုလည်းကျွန်တော်တို့သိရှိထားပြီးတော့ဒီပွဲအတွက်အပြည့်အဝအသင့်ဖြစ်နေပါတယ်ဆိုပြီးတော့အာရီတာကပြောသွားခဲ့တယ်ဆိုလိုချင်တာကချက်စီကလက်ရှိချိန်မှာဖောင်မီနေပြီးတော့လေးစားမှုနဲ့ထိုက်တဲ့နဲ့အသင်းတစ်သင်းကျွန်တော်တို့တေချာပြင်ဆင်ပြီးတော့ရနိုင်တဲ့အခွင့်အလမ်းတွေကိုအသုံးချသွားဖို့အတွက်အပြည့်အဝအသင့်ဖြစ်နေပြီဆိုပြီးသူကပြောသွားခဲ့တယ်ဒီနေရာမှာချက်စီအသင်းနီးပြောက်လဲအာဆင်နယ်အသင်းနဲ့ပတ်သက်ပြီးအမြင်ကိုသူကပြောသွားသေးတယ်အဲ့မှာချက်စီအသင်းနီးပြအန်ဆိုမာရက်စကာရဲ့တင်းထောက်တဲ့အမေကိုပြန်ပြီးဖြေချသွားတာတော့ အာဆီနယ်တင်းရဲ့ခန်းစီဆောဆောင်ကြီးကမယုံနိုင်ပွဲရပါပဲ သူတို့နဲ့ရင်ဆိုင်ကစားတဲ့အသင်းတွေနဲ့အခွင့်အရေးဖန်တီးဖို့နဲ့ဂိုးသွင်းဖို့ခက်ခဲကြပါတယ်။အာဆင်နယ်တင်းရဲ့တိုက်စစ်ကစားသမားတွေထဲမှာဒုက္ခပေးနိုင်တဲ့ကစားသမားကောင်းတွေအများကြီးရှိနေပါတယ်။ကျွန်တော်တို့ကလည်းအိမ်ကွင်းမှာကစားမှာဆိုတော့အနိုင်ရလက်ရရှိဖို့အတွက်အကောင်းဆုံးစူးစမ်းသွားမှာပါဆိုပြီးတော့အန်ဆိုမာစကာကသတင်းထောက်ထည်အမေကိုဖြေကြားသွားတယ်။အဲ့တော့အာဆင်နယ်အသင်းမှာသူတို့အသင်းကိုဒုက္ခပေးနိုင်တဲ့တိုက်စစ်ကစားသမားတွေရှိတယ်။ဒါပေမဲ့ချက်စီးရဲ့အားသာချက်ကအိမ်ကွင်းဖြစ်တာဖြစ်တဲ့အတွက်အနိုင်ရဖို့ပဲဥတီဆော့သွားမယ်ဆိုပြီးအန်ဆိုမာစကာကဖြေကြားသွားတယ်။ကဲ မိခေအိုက်တာကိုအင်တာဗျူးမှာဒီခန်းစစ်အတွဲနဲ့ပတ်သက်ပြီးသတင်းထောက်တရမေးတာပေါ့လေ မော်ကွေယာကစာလီဘာနဲ့တူအကောင်းဆုံးတွဲဖက်ပြီးကစားပြနေပါတယ်ကျွန်တော်အသင်းမှာသူရှိနေတကယ်ကိုအားကိုးရတဲ့အရာပါနေရာစုံမှာလည်းသူကကစားနိုင်တယ်ဟင်ကာဘီကတော့ဒါဘီပွဲစဉ်မှာအကောင်းဆုံးလုပ်ပြနိုင်ခဲ့လို့မော်ကွေယာလည်းဘိုင်ယန်မြူးနစ်အသင်းပွဲစဉ်မှာခြေစွမ်းပြနိုင်ခဲ့တယ်ဒါဒီကတကယ်ကိုကောင်းတဲ့အရာပါဆိုပြီးပြောပါတယ်အဲ့တော့သတင်းထောက်တွေမေးမြန်းမှုကိုတော့ဝေးလေကြောင်းပဲနဲ့ဘသူ့ကိုသုံးမယ်ဆိုတာမျိုးသူအတီလင်းဖြေမသွားဘူးဘိုင်ယန်ရဲ့ပွဲစဉ်မှာဘသူကကောင်းခဲ့လို့စပါးနဲ့ပွဲစဉ်မှာဘသူကကောင်းခဲ့တယ်စာလီဘာဘသူနဲ့မဆိုတွဲဖက်ပြီးတော့ချယ်ဆီအသင်းမှာပွဲထွက်လာနိုင်ခြေရှိရဆိုပြီးတော့သူကပြောသွားခဲ့တယ်အဲ့တော့ချယ်ဆီနဲ့ ွဲစဉ်မှာဘဟုခံစစ်ထံကိုအိုက်တာဘယ်သူသုံးသွားမလဲတော့မသိသေးဘူးပေါ့လေမန်တူဂီပေါ်ပိသက်တီရဲ့အမြင်နဲ့ပတ်သက်ပြီးဒီနောက်တွေမေးမြန်းတဲ့အခါမှာမန်တူဂီကိုပိသက်တီမခေါ်ဖို့ဆန္ဒပြကြတာကျွန်တော်တို့မန်တူဂီကိုယုံကြည်မှုပြင်ရအောင်ကူညီပေးဖို့တော်တော်လေးစူးစမ်းခဲ့ရတယ်ရောက်ရောက်ချင်းကာလာဒီမှာပေါ့မန်တူဂီနဲ့အသင်းရဲ့ဆက်ဆံရေးပလေယာကြီးနဲ့ဆက်ဆံရေးနောက်ဒီပဝန်းကျင်နဲ့အလုံးတဟဆာတာဖြစ်ဖို့တော့ကျွန်တော်နီလန်းပေါင်းတွေနဲ့လှုပ်ဆောင်ခဲ့ရတယ်ဒီလိုအစာပိုင်းပိတ်သက်တွေလက်မခံကြတာတစ်ဖက်ခါကြည့်မယ်ဆိုတော့တမျိုးတော့ကောင်းတယ် ။ဘာကြောင့်လဲဆိုတော့သူ့အနေနဲ့အဲ့ဒီမခံကျင်စိတ်တွေနဲ့ပဲကြိုးစားလာတာလက်ရှိလို့ပိုကောင်းတဲ့ကစားသမားဖြစ်လာတာပါဆိုပြီးတော့အာရပြောသွားခဲ့တယ်။အဲ့တော့ပေးသက်တွေမကြိုးစားတဲ့ကစားသမားကိုကြိုးစားလဲကစားသမားတူဖြစ်လာဖို့အတွက်ရရောက်ချင်းမှာအသင်းမှာတာဝန်ရှိသူအားလုံးဝိုင်းဝန်းပြီးကြိုးစားခဲ့ရဆိုပြီးဖြေကြွားရတယ်။အခုတော့အဲ့ဒီမခံကျင်စိတ်နဲ့ကြိုးစားမှုတွေကပေးသက်တွေကိုလည်းလက်ခံလာပြီးဆိုပြီးအာရကဖြေသွားခဲ့တယ်။ဂေဗရီယယ်အမြင်နဲ့ပတ်သက်ပြီးတော့လက်ရှိချိန်မှာဂေဗရီယယ်မကာကြီးကတက်နိုင်တဲ့လောက်အများဆုံးပြန်လာနိုင်ဖို့အတွက်ကြိုးစားနေပါတယ်။ကျွန်တော်ထင်တာမှမှရင်သူမကြခင်မှာပြန်ပြီးကစားနိုင်တော့မှာပါဆိုပြီးအာရပြောသွား ားတယ်ဘယ်တော့လောက်ပြန်လာမလဲတော့မပြောမိမဲ့လင်းလင်းမြန်မြန်တိုးတက်နေဆိုတဲ့ပုံစံမျိုးအရေးအယံပြသွားခဲ့တယ်ဒါတော့ပွဲမတိုင်မီမှာအာရီတာပြောသွားခဲ့တာဗောလေကဲကျွန်တော်တို့ပွဲထွက်ကစားမှာဆက်တောက်နဲ့ပတ်သက်ပြီးကြည့်လိုက်ရအောင်ဒီနေရာမှာစပါးတိနဲ့ပွဲစဉ်ရဲ့ဘိုင်မြူနစ်အသင်းနဲ့ပွဲစဉ်မှာအာရီတာမတူညီတဲ့အခင်းချင်းလေးတွေတုံးသွားတာရှိတယ်အထူးသဖြင့်ခံစစ်ပိုင်းမှာအဲ့တော့ဒီချက်စီးတဲ့ပွဲစဉ်မှာအဝေးကွင်းပွဲစဉ်ဖြစ်တာဖြစ်တယ်ဘသူပွဲထွက်လာမလဲလောလောဆယ်တော့ရိုင်ယာကတော့ကျင်းတည်တယ်ဘယ်ဘချမ်းအစုံမှာစကယ်လီလာကာလာဖီယူလီလာဆိုတဲ့အပိုင်း ကာလာဖီယိုရီပါလာခဲ့တဲ့စပါတင်နဲ့ပွဲစဉ်မှာအာဆင်နယ်တင်းကိုးရတဲ့ပုံစံကတော်တော်လေးဟိုမှဟိုပြောမှဆိုရင်တက်စစ်လမ်းကြောင်းတွေပွင့်နေပြောလို့ရတယ်ဒါပေမဲ့စကယ်လီပါလာတဲ့အချိန်မှာအာဆင်နယ်တင်းရဲ့တက်စစ်လမ်းကြောင်းထဲဆိုင်ရင်ခန်စစ်ကိုမာကုံအင်းနဲ့ဆော့သွားတာတွေ့ရတာဖြစ်တဲ့အတွက်အဲ့ဘဲဘဲချမ်းခန်စစ်ဆိုမှာတော့အိုက်တာကာလာဖီယိုရီပဲတုံးလာမယ်လောလောဆယ်လဲစကယ်လီနဲ့ပတ်သက်ပြီးဟိုတော်တော်များတိတ်ပြီးတော့အရင်တက်တက်ကြွကြွမှဖြစ်ကြဘူးကောင်းတဲ့ player လေးပါပဲဒါပေမဲ့ပွဲဆက်နည်းနည်းကျင်းတယ်အဲ့ဒါကြောင့်ကာလာဖီယိုရီပွဲထွက်လာမယ်ဒီနေရာမှာဆာလီဘာတော့ကျင်းတည်တယ်ဆာလီဘာနဲ့တွဲပြီးဘယ်သူထွက်မလဲဆိုတဲ့အခန်းကဏ္ဍ အဲ့ဒါအရန်ရေးကြည့်သွားဂေဘီယံမပါနိုင်တဲ့ချိန်မှာအာဆင်နယ်မှာအရန်ကောင်းတဲ့ကစားမနှစ်ဦးရှိတယ်အရန်ဆိုမှတကယ်ဖျားစုအရန်မော်ကွေယာသုံးမလားဟင်ကာဘီသုံးမလားဟင်ကာဘီကတော့စပါတီနဲ့ပုံစံမှာရှယ်ပဲမော်ကွေယာကတော့ဒီနေရာသူ့နေရာတော့မဟုတ်ဘူးသူကဆာလီဘာနေရာမှာဆော့ခဲ့တာယာတီအစားတော့ကအဲ့တော့ဟင်ကာဘီပွတ်ထွက်လာမှထင်တယ်အရှေ့ကစပါလို့ဒါဘီမျိုးမှာတော့မှဟင်ကာဘီကိုသုံးခဲ့တာဆိုတော့ဟင်ကာဘီဆာလီဘာအထိုင်မဲ့ပွတ်ထွက်လာမယ်လို့ကျွန်တော်ယုံကြည်နေတယ်ညာဘက်ဆုံးမှာတော့ပြိုင်မက်မရှိဂျူရီယန်တင်မှာဘန်ဝိုက်ကတော့အရန်နေပဲဝင်ဆော့ရမှာဒါကကျင်းသေးတယ် ကွင်းလက်၃အောင်တက်မှာဆိုရင်အရင်ဆုံးမှတ်ကန်နိုင်တဲ့ဇူဘီမန်ဒီနဲ့ဒီကလာရိုက်အမှပြဿနာအစည်းကို73မလားမာတင်အိုဒီဂတ်ကိုစပြီး3မလားဆိုတဲ့အပိုင်းမာတင်အိုဒီဂတ်ကလက်ရှိဒီမှာ trainee တွေပါကြီးရတယ်အပြည့်အဝလုံနိုင်ပြီဘိုင်ယန်အသင်းနဲ့ပွဲစဉ်မှာလည်းမိနစ်တချို့ဝင်ပြီးကစားခဲ့တယ်ဒီပွဲစဉ်မှာဘိုင်ဒီပွဲစဉ်မှာချက်စီအသင်းနဲ့ပွဲစဉ်မှာကပတိန်ကြီးကိုချက်ချင်းပွဲထွက်3လာလည်းဖြစ်နိုင်တယ်ကျွန်တော်တော့ကပတိန်ကိုနောက်မှလူစားထည့်ပြီး3မယ်လို့ထင်နေတယ်အစည်းကိုပဲ3မှုများတယ်လက်ရှိဒီမှာအာဆင်နယ်အသင်းဂျင်းနဲ့ချက်ထက်မှာ ရရဲ့ရင်ကန်နိုင်ပြီးတော့ဂိုးတွေဖျဲပြီးရှာပေးနိုင်တဲ့ open play က player တူဦးပြောပါဆိုရင်အဲ့ကွင်းလျံနေတက်ပြီးသွင်းတယ်အစည်းပဲရှိတယ်အစည်းပွတ်ထွက်လာဖို့များတယ်အိုရီကတ်တော့ကြက်ခိုင်မှုပြည်တာမှိုင်မဲ့ဒီကပရင်ကြီးကိုနောက်မှလူစားလဲပြီးထည့်သုံးတာဖြစ်နိုင်တယ်လက်ရှိချိန်မှာဒန်းန်နေပြန်လာလဲအရင်မကြသေးဘူးအရှိအပွဲစဉ်မှာလည်းလူစားလဲပြီးဝင်ဆော့ခဲ့ရတာကိုကဲညာဘက်ချက်မှာတော့စာကာရှိတယ် ဘိုင်ယန်မြူးနစ်အသင်းရဲ့ပွဲစဉ်မှာဆာကာကိုထုတ်ပြီးအနားပေးလိုက်တာလားနီးစနစ်ပိုင်းကြောင့်ရနည်းနည်းပိုပြီးကောင်းတဲ့ကစားမသုံးကျင်လို့ထုတ်လိုက်တာလားတော့မသိဘူးဒါပေမဲ့တည်ရာတစ်ခုကတော့ဒီပွဲစဉ်အတွက်ဆာကာကိုအနားပေးရလဲဖြစ်ကောင်းဖြစ်နိုင်တယ်ဆာကာအထောင်နေရာမှာတော့ယောဂက်ကလက်ရှိချိန်မှာ60 40ပဲပြန်ပါနိုင်ရင်ရခိုင်လုံးမြင်မာတယ်ဆိုပေမဲ့ training ပြပြဝဆင်းတဲ့ပုံနဲ့ကျွန်တော်လက်ရှိချိန်ကြီးမတွေ့ရသေးဘူးဒီဗီဒီယိုရိုက်ကူးမှတွေ့ရတယ်ဆိုလို့ရှိရင်တော့နောက်မှပြန်ပြီးကျွန်တော်အောက်ကစာရန်ထုတ်ပေးမယ်လောလောဆယ်အထိကျွန်တော်ယောဂက်ရဲ့ training အပြည့်ဝဆင်းတဲ့ပုံနဲ့တော့တိတ်မတွေ့ရသေးဘူး main လိုပဲပို့ထွက်လာမယ် မိန်နိုဆိုပေမဲ့မိန်နိုရဲ့တောင်ဝင်ကတော့တည့်ရတိုင်းပဲသူအနောက်ကနေပြီးတော့ဘောလုံးဆင်းဆက်ပြီးမှရှေ့ကိုတိုက်ဆက်သွားတာဘယ်ဘက်ချမ်းမှာတော့ထရော့ဆက်ဒန်ရာတော့ဖြစ်တဲ့အတွက်ကျင်းတည်တယ်မာတီနယ်လီပဲမာတီနယ်လီထုတ်သုံးလာမယ်မန်တူဂီကအရန်ကောင်းတဲ့ပလေးယာပါဒါပေမဲ့မန်တူဂီအကောင်းဆုံးနေရာကညာဘက်ချမ်းတောင်ပန်းစာကာဘက်ချမ်းဘယ်ဘက်ချမ်းမှာရှိတဲ့မန်တူဂီတဲ့ဆိုင်ကျွန်တော်နှစ်ဆပူကြိုက်တာအဲ့ညာဘက်ချမ်းမှာရှိတဲ့မန်တူဂီကိုကြိုက်တာအဲ့တော့ရှေ့တန်းမှာကထရော့ဆက်မေရီနိုပူကောက်စာကာဒီကလန်ရိုက်ဇူဘီမန်တီ အစီကွင်းလေ၃ယောက်ခန်းစစ်မှာဆိုရင်ကာလာဖီိုရီပယ်ရိုဟင်ကာဘေးဆာလီဘာဂျူရန်တင်မာဒေးဗစ်ရိုင်ယာအဲ့ဒီအတွဲကြီးပဲပွတ်ထွက်လာမယ်အဲ့တော့ဒီနေရာမှာတက်တီကယ်ချင်းချက်တွေဘလို့လုံသွားမလဲဆိုတာတစ်ချက်တော့စောင့်ကြည့်ရမယ်တေချာသူကတော့ကပလင်းကြီးကိုအရန်ကုန်မှာထားပြီးတော့နောက်မှထည့်ပြီးဆိုရင်ပို့ပြီးမြင်ရတဲ့တိုက်စစ်လမ်းကြောင်းခင်းချင်းမှုတွေမြင်ရနိုင်တယ်အထူးသဖြင့်ဒန်ယာနီပြန်လာကစားကပလင်းကိုတော့နည်းနည်းလေးကြမ်းမဲ့ပုံစံလေးရှိတယ်ပြီးတော့တန်ပိုလည်းမြင့်မာပြီးတော့တစ်ဖက်အသင်းကလည်း အဝေးကွင်းလဲဖြစ်တာဖြစ်တဲ့အတွက်ကျွန်တော်ဝေးကွင်းမှာသွားပြီးကစားပဲပုံစံဒဏ်ရာနေပြန်လာကြတာကစားသမားကိုတမ်းပြီးတုံးမယ်လို့တော့မထင်ဘူးညီကိုတော့ဘယ်လိုထင်လဲကျွန်တော်တော့ဒီပွဲစဉ်မှာအာဆီလင်းတင်ဒီ၁၁ရက်ကိုပွဲထွက်သွားမယ်လို့ထင်တယ်လက်ရှိချိန်မှာတော့ယောဂရက်ခိုင်ယာဘတ်ဂါဘရီယယ်ဂျေဆုရုကတော့ပြန်လာနိုင်ကြည် surprise ဆိုပြီးတော့ပြန်လာနိုင်ကြီးရတော့အခြေအနေတခုတော့ရှိရဲဒါပေမဲ့အရင်ဆုံးပြန်ပါလာနိုင်လို့ရှိရင်လေယောဂရဘပြန်ပါလာနိုင်ရရှိတယ်ဂေဗီယယ်မကာကြီးကတော့ကာလာတစ်ခုကြာစောက်အောင်မယ်အနည်းဆုံးတလာဆွန်းဆွန်းတော့ကတော့ကျွန်တော်ထပ်ပြီးစောင့်ကြည့်ရမယ်ဒီထားပေါ့လေအဲ့တော့အာဆင်နယ်အသင်းအတွက်ဒီ Chelsea အသင်းနဲ့ပွဲစဉ်ဘယ်လောက်ထိအရေးကြီးလဲဆိုရင်နိုဝင်ဘာကိုလက်ပြနှုတ်ဆက်ဖို့ဆိုရင်ဒီပွဲစဉ်ကျွန်တော်တို့ဆိုနောက်ဆုံးကံမဲ့ bitmap ပွဲစဉ်ဖြစ်ရှိတယ်အကယ်၍များအာဆင်နယ်က Chelsea ကိုဝေးကွင်းမှာနိုင်ခဲ့ပြီဆိုရင်နိုဝင်ဘာလအာဆင်နယ်အတွက်ဆိုရင်တည်ကြခဲ့တဲ့ဆန်လန်တဲ့ပွဲရလို့ကျန်တဲ့ point တွေမှာတကယ့်ကို bitmap တွေပဲ န်းစီဖြုတ်ခဲ့တဲ့လားတစ်ခုလို့ပြောလို့ရတယ်ဒါကလည်းဒီဇင်ဘာလတော့ကျွန်တော်တို့ကခွန်အားဖြစ်သွားတော့မှာပါဒီနေရာမှာအာရီတာနေနဲ့ဂိမ်းပလန်တစ်ခုကိုတေချာရွေးဖို့တော့လိုအပ်တယ်လိုအပ်တယ်ဆိုတာကအာဆင်နီကတခါကျရင်ပွဲတွင်းမှာဂိမ်းပလန်နှစ်ခုရှိတယ်အဲ့ဒါတခါကျရင်ပြိုင်ဘက်ကိုဘောလုံးပေးကင်လိုက်တဲ့အခိုက်အတန့်တွေတခါကျရင်ကိုအားကြီးပဲပိုဇီရှင်အသာယူပြီးဖိဆော့တဲ့အခိုက်အတန့်မျိုးတွေအဲ့ကြိမ်နှစ်ကြိမ်ရှိတယ်အာဆင်နီကဘယ်ချိန်ဒီမှာဒုက္ခရောက်တယ်လဲဆိုတော့ off the ball movement ဒီမှာဒုက္ခရောက်တာတွေ့ရတယ် ကိုဘောလုံးမပိုင်ဆိုင်တော့ဘူးပြိုင်ဘက်ကချက်ချင်း transition တွေအ мян သွားတာမျိုးတွေထားမို့ဘောက်ဆွဲကိုအတကုံလောင်းဘောတွေမြင့်နေတာမျိုးတွေအာဆင်နဲ့တစ်ခါကျရင်အဲ့ချိန်မှာနန်နလီဝိပြီးတော့ဒုက္ခရောက်သွားလိမ့်ရှိတယ်အခုဒီရာဒီမှာပေးရတဲ့ကိုကြီးတွေမှာဆိုဆန်နလန်တင်းနဲ့ပွဲစဉ်မှာဆိုရင်ဒီဘောက်ဆွဲကိုကြားလာတဲ့လောင်းဘောတွေအာဆင်နဲ့တင်းတွက်ဆိုဖြတ်ထုတ်ဖို့တော်တော်လေး delay ဖြစ်တာတွေ့ရတယ်ဒါအောင်လဲလက်ရှိကံမဲ့အသင်းတွေမတိပဲနေမှာမဟုတ်ဘူးဒါအာဆင်နဲ့တို့သူကောင်းကောင်းဒုက္ခပြီးလို့ရတဲ့အချက်အဲတစ်ဖက်မှာလည်းအာဆင်နဲ့ကကိုဘောလုံးပိုင်ဆိုင်ထားပြီးဆိုရင်တဖြည်းဖြည်းချင်းဒီ line တစ်ခုချင်းဒီရှေ့ကိုတိုးပြီးတော့ pressing လုပ်ပြီးပြန်ဘက်ကိုချောင်းပိတ်ပြီးဖမ်းသွားတဲ့ပုံစံမျိုးတွေရှုပ်ရှက်ခတ် ဲ့ဂျားတွေကနေပြီးတော့ speed တွေရွေးရှားပြီးတော့ဒါကိုအဆုံးသက်သွားတာမျိုးတွေကျွန်တော်တို့တွေ့ရတယ်ဒါအာဆင်နယ်တင်းရဲ့ in position တွေမှာကောင်းကောင်းလေးအလုပ်ဖြစ်တဲ့ပုံစံမျိုးအဲ့ရမှာတစ်ဆင့်ဘောလုံးပြတ်သွားပြီဆိုရင်လည်းချက်ချင်းပြန်ဆင်းနိုင်တဲ့ကစားသမားတွေရှိတယ်။ဟိုတနည်းကပွဲမှာဆိုရင် Bayern Munich ရဲ့ transition အရန်မြန်လွန်းတာကျွန်တော်တို့ကိုးပြလိုက်တယ်။ဒါပေမဲ့အဲ့အတွက်လည်းမန်မာကင်နီကတော့အမြဲတမ်းရှိခဲ့တာကိုတွေ့ရတယ်။အဲကြောင့်မို့ Color Fury သုံးပြီဆိုရင်တော့ Queen လက်ကစားသမားတွေကအမြဲတမ်းအဲ့ဒီ Bebechan အစွန် space ကိုပြန်ပြီးဖြည့်ဆော့ဖို့အတွက် active ဖြစ်ဖြစ်ရှိတယ်။ဒါပေမဲ့ Scaleo အဲ့ဒီပွဲစဉ်မှာ ကွင်းလက်ကစားမတွေကမာကုန်ရှိတယ်အများနဲ့လဲစိတ်ချခဲ့တာဖြစ်တဲ့အတွက်ပြန်ဆင်းဖို့နောက်ကျသွားခဲ့ရပါလိမ့်အဲချယ်ဆီတင်းတဲ့ပုံစံမှာအာဆီနယ်တို့ box to box ဆော့သွားမလား position အတိုင်းယူပြီးဆော့သွားမလားဒါမှမဟုတ် Chelsea ကပဲ Arsenal ကိုတဖြည်းဖြည်းစနစ်တကျခံစော်ရင်းနဲ့ counter play တွေနဲ့ပဲသွားမလားတစ်ချက်တော့ကြည့်ရမယ် ST Bound နဲ့ Ghana ချိုလိုကစားမမျိုးတွေရှိတဲ့ Chelsea အသင်းကိုလည်းကျွန်တော် short တက်လို့မရဘူးအထူးသဖြင့် Diaby မှာကောင်းကျင်တိုင်းကိုကောင်းနေခဲ့တဲ့ Kukurella ကိုကစားမမျိုးလည်းကျွန်တော်ထိမ့်ဖို့လိုအပ်တယ် Kukurella ကိုထိမ့်ရင်တော့တစ်ချက်ပဲရှိရဲ့ အဲ့ဒါကျွန်တော်တို့ညာဘက်ချက်စာကိုင်အချက်တောက်လျှောက်တိုက်စစ်ကိုတင်ကစားဖို့ပဲကူကူရလာကိုအဲ့ချက်စီးတဲ့နောက်တန်းမှာထားနိုင်လေပုံပြီးစိတ်ချရလေပဲကူကူရလာသားအခွင့်ရရပြီးတော့အာဆင်နယ်ရဲ့ဘယ်ဘချမ်းတောင်မှထိတက်ပြီးတော့ overload တွေဖိအားပေးပြီးဆိုအာဆင်နယ်အတွက်အရန်အနေများ။ဘာကြောင့်လဲဆိုကူကူရလာသည်အခုနောက်ပိုင်းမှာချက်စီတင်းရဲ့ဘယ်ဘချမ်းတိုက်စစ်အတွက်ကောင်းမွန်တဲ့ rotation တွေ space တွေရယူတာတွေ tight space တွေကြားထဲမှာဘုံလက္ခဏာမျိုးတွေနဲ့ကစားကွက်ဖော်တဲ့ပိုင်းမှာအဲ့ဘယ်ဘချမ်းအတွက်အသက်ပဲလို့တောင်ပြောလို့ရတယ်။အဲဒါကြောင့်စာကာနေနဲ့ကူကူရလာကိုကြော်ဖြတ်ဖို့စူးစမ်းရင်ဖိအားပေးထားနိုင်မလား။ စာကကူတိုင်းမဲ့ခန်းချင်းဆင်းဆော့ပြီးကူကူရလာရဲ့ overload တွေကိုတားဆီးရမလားစောင့်ကြည့်သွားတော့မှာပါကျောင်းကြီးကိုရောဒီပွဲစဉ်နဲ့ပတ်သက်ပြီးဘယ်လိုကိုရမယ်ထင်လဲကျွန်တော်ဒီပွဲစဉ်မှာ1 2နဲ့ Arsenal တို့နိုင်တော့မယ်လို့ယုံကြည်ထားပါတယ်အဆုံးထိကြည့်ပြတယ်လဲအားလုံးကျေးဇူးတင်ပါတယ် ဘောလုံးပွဲနဲ့ပတ်သက်ပြီးတော့ဒါစီးပွားဖြစ်ပြောင်းလဲဖြစ်ကစားညက်ဆိုတော့ဖိုင်ဘာဖုန်းတို့ညောင်းကို646 6လေးလုံး3ညာ3ဒေရန်ဘက်ညောင်းကို9953ခေါင်းလောင်းရတို့မှာဆက်သွယ်ချိန်ဆက်ပြီးကစားလို့ရပါတယ်။ဘယ်မှာပဲဆော့ဆော့ပါဘောလုံးပွဲနဲ့ပတ်သက်ပြီးဆော့ကျင်နေဆိုရင်ကျွန်တော်စီမှာဦးစားပေးပြီးဆော့လို့ရပါတယ်။မဆော့တဲ့ညီကိုတွေကတော့ YouTube မှာ VPN လေးဖွင့်ပြီးကျွန်တော်ကိုအားပေးလို့ရပါတယ်။